အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုယ်တိုင်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့မဲ့အကြောင်းကိုမြောက်ပေးမှဖြစ်ပါတယ်အဲ့တော့မဲ့မျိုးမျိုးရှိတယ်မဲ့တွေမဲ့တွေရဲ့ကောင်းကျိုးဆိုးကျိုးလေးတွေအဲ့တော့မဲ့မျိုးစားလေးတွေကိုဒီနေ့မြောက်ပေးမှဖြစ်ပါတယ်ပထမပိုင်းအနေနဲ့ပေါ့နော်အဲ့တော့ကျွန်တော်တို့မဲ့တွေကိုအမျိုးစားတွေအများကြီးရှိတယ်မှာပြန်ခွဲလိုက်မယ်ဆိုရင်မဲ့ခုနှစ်မျိုးရှိပါတယ်နံပါတ်1မဲ့ဖြူနံပါတ်2မဲ့နီနံပါတ်3မဲ့ညို နံပါတ်၄မဲ့အနဲ့ရောင်နံပါတ်၅မဲ့အဝါနံပါတ်၆မဲ့အစိမ်းနံပါတ်9နဲ့မဲ့ရှင်ဆိုပြီးတော့မဲ့9မျိုးရှိပါတယ်အဲ့တော့အယောင်မျိုးစားကွဲကြားတဲ့ရှိတယ်သူ့ရဲ့အဲသဘောထားလေးတွေကောင်းကျိုးဆိုးကျိုးလေးလည်းရှိပြန်ပါတယ်ဗျအဲ့ဒါဆိုလို့ရှိရင်ပထမဆုံးကျွန်တော်တွေအဲမဲ့အဖြူပေါ့နော်မဲ့အဖြူရဲ့ကျွန်တော်ရေကောင်းကျိုးဆိုးကျိုးလေးရတော့မဲ့ဖြူမှာအလွန် ကျွန်တော်မကောင်းတော့လွန်လဲမဆိုးမဲ့ဖြူပေါက်တယ်ခါကြလို့ရှိရင်ကျွန်တော်ခန္ဓာမပေါ်ပါအဖြူအဖြူလေးပေါ့နော်အဲ့လိုမဲ့ဖြူလေးပေါက်လို့ရှိရင်တော့တော့လဲကောင်းလဲမကောင်းဆိုးလဲမဆိုးပုံမှန်နေထားကျွန်တော်ပုံမှန်နေထားပဲပုံမှန်နေထားပဲလို့ယူဆလို့ရတယ်နမနစ်မဲ့နေမဲ့နေမဲ့နေရတော့ကျွန်တော် ကောင်းတော့ကောင်းမဲ့ဆိုလို့ရှိရင်လည်းအရန်ကောင်းတဲ့အခြေအနေမျိုးဖြစ်သွားတယ်လို့ဆိုးမဲ့ဆိုလို့ရှိရင်လည်းအရန်ကျွန်တော်တွေ ဆိုးမဲ့အခြေအနေမျိုးဖြစ်သွားနိုင်တယ်။ဒါပေမဲ့မဲနီပေါက်လို့ရှိရင်တေချာတယ်ကျွန်တော်တို့ချက်ချင်းလငင်းကြီးကိုတစ်ခုခုပြောင်းလဲသွားတာမျိုးကန်ကောင်းသွားတာမျိုးထူးခြားသွားတာမျိုးလေးဖြစ်တာတော့များတယ်။အဲ့တော့မဲနီကကန်ကောင်းခြင်းနဲ့များစွာကိုပေးဆောင်နိုင်တယ်။နံပါတ်3မဲညူမဲညူရဲ့သဘောတဘာဝတော့ကျွန်တော်တို့တစ္ဆာတမာတိအဲတစ္ဆာတမာတိတို့ကျင်နာတက်တဲ့လူတို့၊ကုညီတက်တဲ့လူတို့အဲကျွန်တော်တို့ဖေးမတက်တဲ့လူတို့အဲပပရိုက်တာဆိတ်ရှိတဲ့လူတွေမှာမဲ့ညူတွေပေါက်တာများတယ်။ဟာတခု တခုဆိုရင်ငါတို့ကုညိုးမှာပဲကွာတခုဆိုရင်လှုပ်ပေးမှာပဲကွာဆိုပြီးတော့အဲ့တော့ pride စိတ်ရှိတဲ့လူကမဲ့ညိုတွေပောက်တာများတယ်မဲ့နဲ့မဲ့နဲ့ပောက်လို့ရှိရင်ကျွန်တော်တွေမဲ့နဲ့ဆိုလို့ထုံးစံတိုင်းပဲမကောင်းတဲ့အကျိုးကိုပေးတတ်တယ်အဲ့တော့ကောင်းညိုးလည်းပေးတော့ပေးတယ်ကောင်းညိုးလည်းပေးတယ်တစ်ခါကြရင်ရှားတယ်အဲ့တစ်ခါကြလို့ရှိရင်ကံမကောင်းကံတွေနှိမ့်ကြနေတဲ့အထက်ကမဲ့နဲ့တွေကောက်ပေါက်မယ်ဆိုလို့ရှိရင်ကံတွေအထူးကောင်းမွန်သွားတဲ့မျိုးလေးဖြစ်နိုင်တယ်လို့ပုံမှန်အနေထားမျိုးမှာ ပုံမှန်အခြေအနေကောင်းဖြစ်နေတူမှာမဲအနဲ့ပေါက်လို့ရှိရင်တော့အနေငယ်ကန်နေသွားတာမျိုးကန်ဆိုးသွားတာမျိုးတွေထားလီလည်းဖြစ်တတ်ပါတယ်။ဒါကြောင့်မဲနဲ့ပေါက်လို့ရှိရင်လည်းနည်းနည်းလေးတော့ဂူးဆိုက်ပြီးမှဖြစ်ပါတယ်။အဲဂူးဂူးဆိုက်ပြီးဆိုတော့ဘလို့ဂူးဆိုက်မဲဆိုတော့ဖျားတရားလေးမြမြလုပ်ပေးပေါ့နော်။အဲ့တော့မဲဝါမဲဝါစိတ်ကူးရင်တက်တဲ့သဘောတွေရှိတယ်။အဲ့တော့ကျွန်တော်စိတ်ကူးတဲ့သဘောကိုဆောင်းတယ်။ဒါကြောင့်မဲဝါတွေအဲ့တော့ မဲဝါပောက်တဲ့လူတွေကဥမာအနုပညာရှင်တွေများတယ်တခါလေပောက်တယ်ပေါ့နော်အနုပညာရှင်တွေများမယ်အဲ့တော့ကျွန်တော်တို့အနုပညာရှင်တွေတချေဆိုတော့ဝန္ဒပါတဲ့လူတွေအနုပညာရှင်တွေမှာမကြခဏဆိုလို့မဲဝါလေးလေးပောက်တတ်တယ်အဲ့တော့ကျွန်တော်ကျွန်တော်မိတ်ဆွေများအနုပညာဝန္ဒပါလို့ရှိရင်ကိုယ်စီမှာမဲအဝါလေးပောက်မပောက်တိတ်ချလေးကြည့်ဖို့လိုပါတယ်ခန္ဓာကိုယ်အနက်ဘယ်ညာမဆိုဘူးနော်တခါကြတဲ့တလုံးဖြစ်နှလုံးဖြစ်ပောက်တတ်ပါတယ်အဲ့နံပါတ်6ကမဲအစိမ်းမဲအစိမ်းရမုံမုံမြတ်တဲ့သူတွေပဲပောက်တာများပါတယ်အဲ့တော့ဥမာ ဟိုပုပ်ကူသူတွေအဲ့တော့ကျွန်တော်တရားတရားတပောင်ထွဲပုပ်ပုပ်ကူတွေအဲကျွန်တော်တို့ပါရမီထူးကဲပါရမီထူးကဲတဲ့လူတွေအဲအဲ့လိုပုံမျိုးကျွန်တော်တို့တွေဆွမ်းဆောင်နေတဲ့သူတွေအဲလူတစ်ဖက်သားကိုကူညီပေးခြင်းစိတ်ပြည့်ရှိတဲ့လူတွေအမပုပ်ကူသူတွေအမဆရာတော်ဖျားကြီးတွေအဲတုံ့မလူလူတွေမှဆုံးတဲ့လူပညာရှိအဲရဟန်းပညာရှိပေါ့နော်အဲ့လိုမျိုးအဲထူးကဲတဲ့လူတွေမှာကျွန်တော်တွေအဲ့လိုမဲ့မျိုးတွေပောက်တတ်ပါတယ်မဲ့အစိမ့်မုံနော် ပေါက်တိုင်ရှားတယ်အဲ့လိုလာမျိုးပေါက်တယ်ဆိုလို့ရှိရင်လည်းအထူးကံကောင်းပြီးတော့အထူးကိုဘောတဆကျိုးပြောင်းလဲစေပါလေဗျာနမခွန်ကတော့မဲ့ရှင်ပဲဖြစ်ပါတယ်မဲ့ရှင်တော့အယောင်သေးခွဲထားခြင်းသည်မရှိဘူးသူကမဲ့ရှင်ဆိုတဲ့အတိုင်းပဲသူဖြစ်ကျင်တဲ့အယောင်ဖြစ်ကျင်ဖြစ်နေနေမယ်အဲ့တော့ကျွန်တော်တခါကြလို့ရှိရင်ဟိုမဲ့မဲ့အချောက်မျိုး ပုံစံမျိုးရောအယောင်မျိုးရောစပြီးသူကအယောင်လေးနေတဲ့တခါလေး ွက်ပြတ်တတ်တယ်။သူ့မှာသွားတော့ထုံးစံတိုင်းပဲမဲရှင်ဆိုတဲ့အတိုင်းပဲသူကသဘောတဘောမှာသူကနေရာနှင်းငယ်ရွှေ့လျက်တတ်တယ်။သူကမဲရှင်ဆိုတော့တော်တော်ဒီနေရာပေါ်လာလိုက်ပျောက်တော့လိုက်တကဟုန်နေရာပြန်ပေါ်လိုက်ပျောက်တော့လိုက်အဲ့ဒါလေးဆိုလို့ရှိရင်ကျွန်တော်တို့မဲရှင်ပေါက်တဲ့လူကတကယ်ကိုထူကဲတဲ့လူတယောက်ပဲဖြစ်ပါတယ်။ထူကဲမယ်တာလုံးမဲတာမန်လူတွေမှာပေါက်လေပေါက်တာမရှိပါဘူး။ဥမာဘုံကိုကြီးမားတဲ့သူတွေရှင်ဘရင်တွေမူးမတ်တွေအဲ့တော့ကျွန်တော်တို့ဒီ ဆကြဝဠေမင်းလောင်းလေစားပြပုံတော့ပုဂ္ဂူတူပုဂ္ဂူမြတ်နေဖြစ်မဲ့လူတွေပဲမဲရှင်ဟာပေါက်လေရှိပါတယ်ဟိုမှာတကယ်လို့မိတ်ဆွေများလဲကြုံတော့ကြုံငယ်မဲရှင်လေးတေချာလေးဂိူးဆိုင်မိလိမ့်ပါအာဒီရောင်ပုံစံမျိုးပဲဒီနေ့မှာပျောက်ပြီးဟိုးဟိုးဘက်ရောက်သွားလဲဆိုရင်ဟာတဲ့ဟိုးဘက်နဲ့တခါဒီဘက်ကိုဘိုက်ကိုရောက်သွားတယ်ဘိုက်ကနေခါပောင်ရောက်သွားတယ်ပောင်နဲ့တခါခေါင်းရောက်သွားတယ်မျက်နှာရောက်သွားလဲစားပြအဲ့လိုမျိုးလေးဒီမဲ့ကိုပဲ ဒီနေရာပျောက်ပြီးဟိုနေရာရောက်သွားတယ်ဆိုရင်ဒါဆိုမဲရှင်ကိုယူဆလို့ရတယ်အဲ့လိုမဲရှင်နေမဲရှင်များပေါက်ပြီးဆိုလို့ရှိရင်တေချားတယ်မိတ်ဆွေရအဲ့တော့နာမည်အရင်ကြီးတဲ့သူဘုန်းတော်အောင်တို့ပေါ်ကြီးမားတဲ့သူအဲ့တော့အရင်အရင်တော့ကတော့စက်ကြဝဠာမင်းတောင်းလို့အဲကျွန်တော်ဘရင်တို့မူးမတ်တို့အကြီးကဲတို့အခုကျွန်တော်တွေအခုအခုလို့ဆိုတော့တမရတို့အမတ်တို့ပေါ့နော်အဲ့လိုမျိုးအကြီးကဲယာဒူးကောင်းတွေယာဒူးကြီးကြီးတွေရလေဘုန်းတော်ကြီးမားတဲ့သူတွေ အဲစပြမို့နော် ကျွန်တော်တို့တခုခုပါဝါတခုတခုတခုခုအရှိန်ဝါလေးရမယ်သူတွေပဲဒီဟာမက်ရှင်ကပေါက်လေးဖောက်တာရှိပါတယ်ကဲဒါတော့ကျွန်တော်ဒီနေ့မက်မက်ခုနှစ်မျိုးပုံနော်မက်ခုနှစ်မျိုးအကြောင်းကျွန်တော်ဒီနေ့မြောက်ပေးပါတယ်မက်ခုနှစ်မျိုးအကြောင်းနဲ့အဲမက်ခုနှစ်မျိုးရဲ့ကောင်းကျိုးဆိုးကျိုးလေးတွေကိုမြောက်ပေးခြင်းဖြစ်ပါတယ်ဗျအဲ့တော့မက်ဖြူ မဲနီမဲညိုမဲနဲ့မဲဝါမဲစိမဲရှင်ဆိုပြီးမဲခုနှစ်မျိုးအကြောင်းပဲဖြစ်ပါတယ်ဗျကဲနောက်ပြီးတော့မှာတော့ကျွန်တော်တို့ဘယ်နေရာမှာဘာပေါက်လို့ရှိရင်တော့ဘလို့သဘောတရားရှိလဲကောင်းကျိုးဆိုးကျိုးလေးတွေအမျိုးအမျိုးသားအတွက်ကောအမျိုးသမီးအတွက်ကောနောက်ပြီးတော့မှာလို့ဆက်လက်ပြီးမြောက်ပေးပါအောင်မယ်ဗျတိရှိတိရှိနားစင်လို့လည်းမိတ်ဆွေများလည်းအဲ့တော့ဘူးသူရရလို့လည်းမိတ်ဆွေများလည်းကျွန်တော်တိချင်လဲအဲ့တော့ကျွန်တော်ခုမမရေးပေးခဲ့ပါဗျအားလုံးကျေးဇူးတင်ပါတယ်ဗျမိတ်ဆွေများလည်းဘယ်နေရာမှာမဲပေါက်တယ်ဆိုတော့ခုမမရေးပေးလို့ရပါတယ်နောက်ပြီးတော့မှာဆက်လက်မြောက်ပေးပါအောင်ဗျ အားလုံးကျေးဇူးတင်ပါတယ်ဗျာ Lion Square နေပြီးအပေးခဲ့ပါအောင်ခင်ဗျာ